ဇွန်လ14ရက်နေ့ကဗြိတိန်နိုင်ငံလန်ဒန်မြို့လယ်မှာရှိတဲ့အထက်မြင့်အဆောင်တစ်ခုမှာဖြစ်ပွားခဲ့တဲ့အကြီးစားမီးလောင်ကျွမ်းမှုကြောင့်သေဆုံးသူ12ဦးအထိရှိလာပြီးလူ90ခန့်ထဏ်ရာရရှိခဲ့တယ်လို့ကနဦးသတင်းတွေအရသိရပါဗျ။ဒါအပြင်အပြင်းအထန်မီးလောင်ကျွမ်းနေချိန်မှာအဲ့ဒီအဆောက်အုံထဲမှာအိပ်ပျော်နေတဲ့လူတချို့လည်းပိတ်မိနေတယ်လို့သိရပါဗျ။တရားရရှိသူ90ခန်းကိုတော့ဆေးရုံတွေကိုပို့ဆောင်ပေးခဲ့ပြီးဖြစ်တယ်လို့လူနာတင်ရင်ဌာနကပြောပါဗျ။လန်ဒန်မြို့ ကန်စင်တန်ဒေတာမြောက်ပိုင်းကအဲ့ဒီတာဝါရဲ့ဘေးဆွေနေရာတွေကနေမီးတောက်မီလီယံတွေထွက်ပေါ်နေခဲ့ပြီးမီးသက်ဝင်တဲ့200ခန့်ဟာမီးသက်ရင်အစီး40ခန့်ကိုအသုံးပြုပြီးနိုင်ပေါင်းများစွာကြာအောင်အပူတပြင်းမီးငြိမ်သက်ခဲ့ရတယ်လို့သိရပါဗျ။လူရပေါင်းများစွာနေထိုင်နေတဲ့အထက်ပေါင်း20လေးတက်ရှိတဲ့အဲ့ဒီ Grandfell Tower မှာ အကြီးစားမိလာမှုဖြစ်ပွားခဲ့ပြီးနိုင်ပိုင်းအကြမှာပဲလန်ဒန်မြို့ရဲ့ကောင်းကင်အမြင့်တနေရာအထိအနောက်ရောက်မိခိုးလုံးကြီးတွေတလိမ့်လိမ့်တက်သွားခဲ့တယ်လို့လည်းသိရပါဗျ။အဲ့ဒီတာဝါထဲမှာနေထိုင်သူတွေဟာအရာဝတ္ထုတွေလောင်ကျွမ်းတဲ့အနံကြောင့်အိယာကနေလန်နိုးလာခဲ့ပြီးမိခိုးတွေပြင်းထန်နေတဲ့ဇင်းကြံလန်အတိုင်းအလူအယက်ထွက်ပြေးခဲ့ရတယ်လို့မိလောင်တဲ့သတိပေးခေါင်းလောင်းတဲ့မကြားခဲ့ရဘူးလို့လည်းလူတချို့ကပြောပါဗျ။ အဲ့ဒီအဆောက်အုံကိုမီးတောက်တွေဖုံးလွှဲနေချိန်မှာတော့အတွင်းဘက်မှာပိတ်မိနေသူတွေဟာသူတို့နေထိုင်ရအခန်းတွေရဲ့ဗရင်းဘောက်ကနေကျုံလန့်တကြားအော်ဟစ်အကွက်ကြီးတောင်းခံခဲ့တယ်လို့လည်းမျက်မြင်သက်သေတွေကပြောပါရယ်လန်ဒန်မီးသက်တပ်ဖွဲ့ကတော့တိုက်ခတ်မှောင်130ခန့်ပါဝင်တဲ့အဲ့ဒီအဆောက်အုံရဲ့ဒုတိယတပ်ကနေအပေါ်ဆုံးတပ်အထိအထက်အလုံးကိုမီးခုဆက်လောင်ကျွမ်းခဲ့တယ်လို့ပြောပါရယ်လန်ဒန်မီးသက်တပ်ဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်သူဒန်နီကော်တွန်ကမီးသက်ဌာနမှာတာဝန်ထမ်းဆောင်ခဲ့တဲ့နှစ်ပေါင်း29နှစ်အတွင်းမှာအဲ့ဒီလောက်ပြင်းထန်တဲ့မီးလောင် ောက်ကျန်းမှုမျိုးကိုမြင်တွေ့ဘူးခြင်းမရှိကြောင်းနဲ့အဲ့ဒီမိလာမှုအတွင်းမှာလူသေးဆုံးမှုတွေဖြစ်ပေါ်ခဲ့ကြောင်းအတည်ပြုခဲ့ရတဲ့အတွက်အလွန်အမင်းစိတ်မကောင်းဖြစ်မိတယ်လို့ပြောပါရယ်။ဒါပြင်အဲ့ဒီအဆောက်အုံရဲ့အရွယ်အစားနဲ့ရှုပ်ထွေးနေတဲ့အခြေအနေတွေကြောင့်သေဆုံးသူအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့လည်းသူကပြောပါရယ်။လန်ဒန်မြို့တော်ဝန်စာတိတ်ခန်ကတော့အဲ့ဒီမီးလောင်ကျွမ်းမှုကိုအကြီးစားဖြစ်စဉ်တစ်ခုအဖြစ်ကြေညာခဲ့ပြီးရဲတပ်ဖွဲ့ကတော့လန်ဒန်မြို့အနောက်ပိုင်းနဲ့ဆက်သွယ်ထားတဲ့အဓိကလမ်းမတစ်ခုဖြစ်တဲ့ A40 လမ်းမကိုပိတ်ထားခဲ့တယ်လို့သိရပါဗျ။ ဒါ့အပြင်လန်ဒန်မြောက်ယထာစနီရဲ့လမ်းပိုင်းတချို့ကိုလည်းကြိုတင်ကောက်ွယ်တဲ့အနေနဲ့ပိတ်ထားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီအဆောက်အုံကို1984ခုနှစ်ကစတင်တည်ဆောက်ခဲ့တာဖြစ်ပေမဲ့လည်းမကြသေးခင်ကမှအပူပေးစနစ်နဲ့ရေပူစနစ်တွေအပါအဝင်အကြီးစားပြင်ဆင်မိုးမှန်မှုတွေပြုလုပ်ထားခဲ့တာဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီအကြီးစားပြင်ဆင်မှုလုပ်ငန်းကိုပြီးခဲ့တဲ့2016ခုနှစ်မေလကအပြီးသတ်ခဲ့ပြီး American Dollar 7သန်း Sterling Pound 8.8သန်းကုန်ကျခဲ့တယ်လို့သိရပါဗျ။